စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒပြန့်ဇက်ကားနဲ့ပါဝင်သူတွေကိုဝေဖန်ပစ်တင်လို့ဆိုပြီးဒါရိုက်တာမိုက်တီအပါဝင်၃ဦးကိုဖမ်းဆီးလိုက်ပြီးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့စစ်ကောင်စီက အောက်တိုဘာလ29ရက်ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိဝင်းဝင်းအကောင်းဆုံးမင်းသားလေးလက်နဲ့ရိုက်ကူးထားတဲ့စစ်ကောင်စီရဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဝါဒပြန့်ဇက်ကားနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာဝေဖန်ပစ်တင်လို့ဆိုကား ဒါရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တာပါသူတို့သုံးဟာရွေးကောက်ပွဲပညာပေးဇက်ကားနဲ့ဇက်ကားမှာပါဝင်သူတွေကို လူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန်ရေးသားပြီးရွေးကောက်ပွဲအပေါ် လူထုအထင်အမြင်လွဲမအောင် လုံဆော်ခဲ့ကြတယ်လို့စစ်ကောင်စီကဆိုထားပါဗျ။ဖမ်းဆီးထားတဲ့သူ၃ဦးထဲမှာဒါရိုက်တာမိုက်တီက2020ခုနှစ်မှာလဲ ုံမှ905ကာဂျီနဲ့မတရားဖမ်းဆီးထောင်ချခံခဲ့ရသူပါ2022ခုနှစ်မှာစစ်ကောင်စီကလုံငင်းချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်ခဲ့တာပါဒါရိုက်တာမိုက်တီးကလုံငင်းတွေရဲ့ထုံးစံအတိုင်းနောက်တစ်ကြိမ်ပြစ်မှုကျူလွန်ရင် ရခင်ပြစ်ဒဏ်ကိုပါပြန်လည်ကြောက်ခံရမယ်လို့လက်မှတ်ထိုးထားရတာကြောင့်လက်ရှိဆွဆွဲထားတဲ့ဥပဒေအပြင်အရင်ပြစ်ဒဏ်တွေလည်းကြောက်ခံရဖို့လှုံ့ဆော်သွားမယ်လို့စစ်ကောင်စီကချင်းချောက်ထုတ်ပြန်ထားပါတယ် တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းကိုတော့လက်ရှိဆွဲဆိုထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့အရေးယူသွားမယ်လို့ဆိုပါတယ်။တော်လန်ရေးပုံရိပ်ကိုဖျက်ကရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးနေတဲ့အကြောင်းအရာကိုရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအမိဖြင့်ဝါဒပြန့်စကားမှာအဓိကအနေနဲ့နေတိုမြင်းမြတ်နေဝင်းအေချမ်းမောင် ချူလီမေမြင့်မုံနဲ့ဇယံတွေအဖြစ်အောင်ခိုင် ငပြောကျော်တို့ကတရုတ်ဆောင်ထားကြတာဖြစ်ပါတယ်။ရွေးကောက်ပွဲဥပဒေကိုစစ်ကောင်မရှင်ကဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီးစက်တင်ဘာ30ရက်နေ့အထိအဆိုပါဥပဒေနဲ့အမှုပေါင်း24မှုမှာလူ46ဦးကို အရေးယူထားတယ်လို့ထုတ်ပြန်ထားပါတယ်။တအောင်တက် DNL နဲ့စစ်တပ်တို့ရဲ့ကုမင်းတွေ့ဆုံမှုကနေအပြစ်ရဲ့သဘောတူညီချက်ရခဲ့ပြီးမိုးကုံနဲ့မိုးမိတ်မျိုးတွေကနေ ပြန်လည်ဆွတ်ခွာရမယ်လို့ TNL ကထုတ်ပြန်ပါတယ်။ TNL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့စစ်တပ်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးဦးကိုကိုဦးဆောင်တဲ့ NSPNC ကိုစလဲအဖွဲ့တွေကတရုတ်နိုင်ငံကူမင်းမြို့မှာအော်တိုဘောလ28ရက်နေ့နဲ့28ရက်နေ့တွေမှာတွေ့ဆုံခဲ့ပြီးသဘောတူညီခဲ့တယ်လို့ TNL ကဆိုပါတယ်။တရုတ်နိုင်ငံအထူးကိုစလဲမစ္စတာတိတ်ရှီကျွင်းရဲ့ဂျောင်းဝင်ဆေးဆက်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပြီးအပြန်အလှန်အပြည့်ရဆဲရေးအတွက်သဘောတူညီချက်ကိုအော်တိုဘတ်29ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။သဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေတောင်းတက်တွေပြန်လည်ဆုတ်ခွာရမှာဖြစ်ပြီးတော့တောင်းဒေသကိုလည်းစစ်တပ်ကလေရင်နဲ့ပုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုလုပ်ဖို့လေသဘောတူညီချက်မှာလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျ။ စစ်တပ်ကဧပြီလတွေ့ဆုံမှုမှာကလေးက2029စစ်စင်ရေးဒုတိယလိုင်းအတွင်း TNL ကသိမ်းပိုက်ခဲ့တဲ့နောင်ချိုကြောင်မဲတီဘုံမိုးကုံနဲ့မိုးမိတ်မြို့တွေကို ပြန်ပေးဖို့စစ်တပ်ကဆွေးနွေးကြတာပါအဲဒီနောက်စစ်တပ်ကနောင်ချိုကြောင်မဲနဲ့တီဘောကိုသိမ်းပိုက်ခဲ့ပြီးအခုတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့ကြန့်ရှိနေတဲ့မြို့နှမြို့ကိုပါ ပြန်ပြီးရရှိသွားတာဖြစ်ပါတယ်2029စစ်စင်ရေးနှစ်နှစ်ပြည့်ပြီးတဲ့အချိန်စစ်စင်ရေးဒုတိယလှိုင်းမှာ DNL သိမ်းပိုက်ထားတဲ့မြို့တွေအလုံးလက်လွတ်လိုက်ရတာဖြစ်ပါတယ်။2029ခုစစ်စင်ရေးမှာပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဘွဲ့အနက် DNL ဟာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAAP နောက်ဒုတိယမြောက်စစ်ကော်မရှင်တပ်နဲ့အပြည့်ရလက်မှတ်ထိုးတဲ့အဖွဲ့ဖြစ်ပါတယ်။2025ခုနှစ်မတ်လမှာတရုတ်ရဲ့ဂျာဝင်မှုနဲ့ပဲစစ်ကော်မရှင်တပ်နဲ့ MNDAA တို့အကြားအပြည့်ခတ်ရက်စဲပြီးလာရှိုးမျိုးကနေ MNDAA တပ်တွေစုခွာခဲ့ရပါတယ်။ TNL ကစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းပြီးအပြစ်ရက်လိုက်ပေမဲ့လက်ရှိထိန်းချုပ်ထားတဲ့နေမျိုးတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့မိဖက်တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲကြိုးပမ်းသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ရှမ်းမြောက်မှာတောင်းတက် TNL ရဲ့2029စစ်စင်ရေးဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးမှာမန္တလေး PDF ဟာမန္တလေးတိုင်းကတပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေကိုထိန်းချုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီစစ်စင်ရေးအတွင်း DNL ကတော့မန္တလေးတိုင်းကမိုးကုံမြို့ကိုသိမ်းပိုက်ခဲ့ပါတယ်။အခုတော့ DNL ကစစ်တပ်နဲ့အပြည့်ရပြီးမိုးကုံမြို့ကနေလည်းပြန်လည်ဆုတ်ခွာမယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးမှထိတ်ချုံနယ်မြေတွေကိုဆက်ထိန်းထားနိုင်ဖို့မဟာမိတ်အဖွဲ့တွေနဲ့ဆက်ပြီးကြိုးပမ်းမယ်လို့မန္တလေး PDF ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာ အော်တိုဘာလ30ရက်နေ့မနက်ပိုင်းမှာတောင်ကိုရီးယားနိုင်ငံမှာတွဲဆုံဆွေးနွေးမှုကိုစတင်နေပြီဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင်ဆုံးပြိုင်ဘက်စူပါပါဝါနိုင်ငံနှစ်ခုရဲ့ခေါင်းဆောင်တွေဟာတောင်ကိုရီးယားနိုင်ငံမှာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ညီလာခံတက်ရောက်ရင်းနဲ့တီးတန့်အစီအစဉ်ဖြစ်တွဲဆုံကြတာပါ။ဒီဆွေးနွေးပွဲမှာထင်ထားတာထက်အနည်းငယ်ပိုကြပြီးတနအီနေ့မိနစ်40ကျော်ကြာခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ ဘူဆန်မြို့ကတွေ့ဆုံပွဲဟာထရန့်နဲ့ရှီတို့ရဲ့2019ခုနှစ်နောက်ပိုင်းပထမဆုံးလူချင်းတွေ့ဆုံမှုဖြစ်ပါတယ်။ထရန့်ကသူဟာရှီနဲ့တွေ့ဆုံမှုကနေပြတ်သားပြီးအမေရိကန်အတွက်လက်ခံနိုင်မဲ့ကုန်သွယ်ရေးဆိုင်ရာသဘောတူညီမှုတစ်ခုထွက်ပေါ်လာဖို့မျှော်လင့်ကြောင်းအစောပိုင်းမှာပြောကြားထားပါတယ်။ထရန့်နဲ့ရှီတို့ရဲ့တွေ့ဆုံမှုမှာတော့ညီရှာတတ်တူတွေ၊ကုံရောင်းဝယ်ရေးတရုတ်ပိုင်လူမှုကွန်ရက်မီဒီယာဖြစ်တဲ့ TikTok ရဲ့အမေရိကန်လုပ်ငန်းခွဲကို အမေရိကန်စီလက်လွဲရောင်းချရေးနဲ့တခြားကုန်သွယ်စည်းဝေးရေးဆိုင်ရာအကြောင်းအရာတွေကိုအ धिक ဦးစားပေးဆွေးနွေးကြမယ်လို့အကဲခတ်တွေကသုံးသပ်ထားကြပါတယ်။နှစ်ဖက်အခွန်ကောက်တာဟာတရားရာဂိုင်းလုံးကြော်အထိရှိခဲ့ကြလို့တင်းမာခဲ့တဲ့အခြေအနေဟာပြီးခဲ့တဲ့မေလာတုန်းကသဘောတူညီချက်တစ်ခုကြောင့်ပြည်တယောင်ရှိခဲ့ပါတယ်။ဒါပေမဲ့ဘေကျင်းကကွန်ပျူတာချစ်ပြားတွေနဲ့ပတ်သက်ပြီးချုပ်ကင်မှုဂျိုပန်တာအမေရိကန်ကလည်းလျှက်စစ်ကားကအစဖုန်းအစုံ ဤပညာအတုံးဆောင်တွေမှာတုံးတဲ့မြေရှားတတုလက်ဝယ်ပိုင်နိုင်ဖို့အားထုတ်တာတွေကြောင်းတင်းမာမှုတွေပြန်ဖြစ်နေတာပါတောင်ကိုရီးယားကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို တောင်ကိုရီးယားအစိုးရကရွှေတရဖူပုံတူပွားနဲ့ကြိုဆိုခဲ့ပြီးနိုင်ငံရဲ့အဆင့်အမြင့်ဆုံးဖြစ်တဲ့မွန်ကွန်းဟွာဆုတစေကိုချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်ထရန့်ဟာတောင်ကိုရီးယားသမ္မတလီဂျီမြောင်တရုတ်သမ္မတရှီကျင်းဖင်တို့ကို တွေ့ဆုံကအရေးပါတဲ့ ုံသွေးရေးဆွေးနွေးမှုတွေလှုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။ထရန်ဟာမလေးရှားနဲ့ဂျပန်နိုင်ငံကိုလည်းတွားရောက်ခဲ့ပြီးအာရှခရီးစဉ်ရဲ့နောက်ဆုံးခရီးအဖြစ်တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံကန်ချနာဘူရီမှာတရားမဝင်မြန်မာနိုင်ငံသား12ဦးဖမ်းခံရပြီးအော်တိုဘာလာအတွင်းမြန်မာနိုင်ငံသား900ဦးခန့်ဖမ်းဆီးခံထားရပြီဖြစ်တယ်လို့သိရပါဗျ အော်တိုဘာလ29ရက်နေ့ကထိုင်းနိုင်ငံကန်ချနဘူရီမြို့မှာရဲတပ်ဖွဲ့ကစာရွက်စာတမ်းမပြနိုင်တဲ့မြန်မာနိုင်ငံသား12ဦးကိုကာဒစီအတွင်းမှာတွေ့ရှိပြီးတဲ့နောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါရယ်။ကားမောင်းနေသူကမြန်မာနိုင်ငံသား2ဦးဖြစ်ပြီး၎င်းဟာမြန်မာနိုင်ငံသား12ဦးကို2ဦးနဲ့ဘတ်ငွေ2000နှုန်းနဲ့ဘန်းပုံမျိုးနယ်ကိုပို့ဆောင်ဖို့အတွက်ငှားရမ်းခံရတာဖြစ်တယ်လို့သိရပါရယ်။သူဟာလွန်ခဲ့တဲ့9ရက်ကလည်းမြန်မာလူသား9ဦးကို တရားမဝင်သေးယူပို့ဆောင်ခဲ့ပြီးအခုတစ်ကြိမ်ဟာဒုတိယအကြိမ်ဖြစ်ကြောင်းအသုံးပြုတဲ့ကားကလည်းတငယ်ချင်းတန်ကနေငှားရမ်းလာတာဖြစ်တယ်လို့သတင်းကဖော်ပြပါဗျ။မြန်မာနိုင်ငံသားတွေဟာဖျားသုံးစုကနေတဆင့်ထိုင်းနိုင်ငံကိုနယ်စပ်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပြီးရတ်ချောက်ဘူရီကိုသွားဖို့ကားစီလာခြင်းဖြစ်ကလက်ရှိမှာမြန်မာစစ်နှက်ဦးကိုဥပဒေအရအရေးယူဖို့ကန်ချနာဘူရီရဲစခန်းကိုပို့ဆောင်ထားရလို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့ကလည်းထိုင်းနိုင်ငံကန်ချနာဘူရီခရိုင် ထောင်းဖာဘုံမြို့နယ်မှာရှိတဲ့တောအုပ်တစ်ခုထဲမှာလက်ဆက်ကနေတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုနေမြေလုံခြုံရေးပူးပေါင်းဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရအော်တိုဘားလ1ရက်ကနေအော်တိုဘားလ29ရက်နေ့အထိလက်ဆက်ကနေခိုးဝင်လာတဲ့မြန်မာနိုင်ငံသား900ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမှာအော်တိုဘားလ15ရက်နေ့ကစတင်လိုက်တဲ့တရားမဝင်ရွှေ့ပြောင်းအလို့သမားတွေကို ဘတ်ခေါ်ပန်းရောင်ကန်နေထိုင်လောက်ကင်ခွေအစ်စ်ပြုလုပ်ပေးမဲ့လုပ်ငန်းရှင်ကိုယာယီရွှေဆိုင်ထားပြီးအထောက်အထားမရှိသူတွေကိုရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေကြောင်းဒါကြောင့်ထိုင်းကိုလာမဲ့မြန်မာလူငယ်တွေအနေနဲ့တရင်းအချက်လက်တွေကိုတေချာစုံစမ်းပြီးမှလာရောက်ကြဖို့လိုကြောင်းရွှေပြောင်းအလုတ္တမရေလှုပ်ဆောင်သူအချို့ကသတိပေးပြောကြားထားပါတယ်ထိုင်းနဲ့မြန်မာမှာလူသုံးများတဲ့ဟွန်ထိုင်းအမည်နဲ့အစိမ်းရောင်ရှူစေးဘူးတဲ့မှာ ဘက်တီးရီးယားနဲ့ပိုးမွှားပါဝင်မှုများတာကိုတွေ့ရှိရတာကြောင့်ရှူဆေးဘူးတွေကိုပြန်သိမ်းယူပြီးဖျက်ဆီးသွားမယ်လို့ကုမ္ပဏီဘက်ကထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံထုတ်ရှူဆေးဘူးမှာမိုနဲ့ဘက်တီးရီးယားတို့ပါဝင်ညဉ့်ဉန်းမှုတွေကြောင့်ဖြစ်နိုင်ခြေရှိတဲ့ကျန်းမာရေးဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးထိုင်းဆေးပညာသိပ္ပံဌာနကတတိပေးလိုက်တာဖြစ်ပြီးတစ်ချိန်တည်းမှာပဲဘက်တီးရီးယားပိုးမွှားဆိုင်ရာဘေးကင်းရေးနဲ့ပတ်သက်ပြီးတိုးတက်အောင်လှုံ့ဆော်ဖို့ထုတ်လုပ်သူတွေကိုအဆိုပါဌာနကတိုက်တွန်းထားပါတယ်။ ဟွန်တိုင်းကထုတ်လုပ်ထားတဲ့ရှူဆေးဘူးအားလုံးမဟုတ်ပဲထုတ်လုပ်စဉ်အမှတ်နံပါတ်တချို့ကရှူဆေးဘူးတွေမှာသာသတ်မှတ်ပမာဏထက်ဘက်တီးရီးယားမှုန်နေပိုးမွှားပါဝင်မှုကျော်လွန်နေတာကိုတွေ့ရှိခဲ့တာကြောင့်အရေးယူမယ်လို့ထိုင်းစားတောင်းတဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကမကြသေးမီကထုတ်ပြန်ခဲ့တာပါစမ်းသပ်မှုရလဒ်တွေအရထုတ်ကုန်ဟာ Clostridium bacteria ပါဝင်ညဉ့်ဉန်းမှုနဲ့အနုဇီဝစမ်းသပ်မှုအပါအဝင် bacteria ပိုးမွှားညဉ့်ဉန်းမှုဆိုင်ရာစမ်းသပ်မှတ်ချက်တွေနဲ့ ိုက်ညီခြင်းမရှိကြောင်းကိုပြသနေပါတယ်။နောက်ထပ်စမ်းသပ်အတီးပြုမှုအရာညဉ့်ဉန်းမှုမှာအစအစိတ်တက်မှုကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတစ်မျိုးကိုလည်းခွဲခြားထုတ်ဖော်ထားပါတယ်။မှုနဲ့ဘက်တီးရီးယားပါဝင်ညဉ့်ဉန်းမှုကအမုံတွေကိုရှူသွင်းမိခြင်းကထိခိုက်အန္တရာယ်ဖြစ်စေနိုင်ပြီးအထူးသဖြင့်ကိုယ်ခံအားစနစ်အားနည်းသူတွေတက်ကြီးရွယ်ဦးတွေဒါမှမဟုတ်ငကိုရှိရင်ဆွဲကျန်းမာရေးအခြေအနေရှိသူတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ဒီရှူဆဲမှုတွေဟာ ထိုင်းနိုင်ငံမှာထိတ်တန့်ရောင်းအားကောင်းတဲ့အမှတ်တံဆိပ်ဖြစ်ပြီးတော့မြန်မာနိုင်ငံသားတွေလည်းအသုံးများကြပါတယ်။ဒီရှူဆဲဘူးဝယ်ယူထားတဲ့သုံးဆွဲသူတွေရောင်းချသူတွေအနေနဲ့လည်းကုမ္ပဏီကိုပြန်လာအကြဖို့နဲ့ငွေပြန်အန်းသွားမယ်လို့လည်းကုမ္ပဏီဘက်ကပြောပါတယ်။ဟွန်ထိုင်းက2024ခုနှစ်ဒီဇင်ဘာလ9ရက်မှာထုတ်ခဲ့တဲ့ရှူဆဲဘူး2သိန်းရှိပြီးတော့အဲ့ဒီထဲကဘူးပေါင်း16000ကျော်က FDA ကတတိပေးထားတဲ့ရှူဆဲဘူးတွေဖြစ်နေပါတယ်။